မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ဂျွန်လ15ရက်နေ့နေ့လယ်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်သတင်းကတော့သခိုင်းတိုင်းမုံရွာမြို့အခြေဆိုင်အနောက်မြောက်တိုင်းစစ်ဌာနချုပ်နမခတပ်တွင်းတဲကို short တိုက်ဒုံးများနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့ရာ၃လုံးကြောက်ရောက်ပောက်ကွဲပြီးတော့ထိခိုက်ပျက်စီးမှုတွေရှိနိုင်တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် မနေ့ကဇွန်လ14ရက်နေ့ည10:00နာရီ10မိနစ်ကမုံရွာမြို့အခြေဆိုင်အကြမ်းဖက်စစ်ကောင်စီရဲ့အနောက်မြောက်တိုင်းစစ်ဌာနချုပ်နာမခအတွင်းထဲကိုတရခုံမမရှော့တိုက်တုံးသုံးလုံးနဲ့ပြစ်ခတ်တိုက်ခတ်ရာသုံးလုံးစလုံးနာမခတပ်အတွင်းထဲကိုချက်ရောက်ပောက်ကွဲပြီးတော့နောက်ဆက်တွဲထိခိုက်ပျက်စီးမှုအခြေအနေကိုတော့ဆက်လက်ပြီးတော့စုံစမ်းနေဆဲဖြစ်တယ်လို့သိရပါတယ်နာမခတပ်အတွင်းထဲကနေလဲချက်ချင်းပြန်လဲပြစ်ခတ်မှုတွေရှိခဲ့တယ်လို့သိရပါတယ်အကောင်ကြီးကြီးတကောင်လာလို့အစည်းအဝေးလုပ်အပြီးမှာစားပွဲတောက်ပွဲလုပ်နေတာလို့သိရလို့ပြစ်ခတ်တိုက်ခတ်ခဲ့တာပါ အဲ့ဒီစားပွဲတောက်ပွဲလုပ်နေတဲ့နေရာဘက်ကိုလည်းတလုံးကြတယ်လို့သိရပါတယ်။နောက်ဆက်တွဲထိခိုက်ပျက်စီးသေဆုံးမှုအခြေအနေတွေကိုတော့စုံစမ်းနေသေးပါလို့ Brave Warriors for Myanmar BWM အဖွဲ့ကတာဝန်ရှိသူကရှင်းပြထားပါတယ်။၎င်းတိုက်ခိုက်မှုကို Brave Warriors for Myanmar BWM အဖွဲ့ရဲ့ဥဆောင်စီမံမှုနဲ့ Shadow မုံရွာအဖွဲ့ Shredrigan မဟာမိတ်တပ်ရင်းနဲ့ Justice Brothers Post အဖွဲ့တို့ကပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး Mission ဖော်ဆောင်ခဲ့တဲ့ရဲဘော်များအားလုံးဘေးကင်းစွာပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါတယ်။ အနောက်မြောက်တိုင်းစစ်ဌာနချုပ်နမခဟာသခိုင်းတိုင်းမကွေးတိုင်းမြောက်ပိုင်းနဲ့ချင်းပြည်နယ်တို့မှာလက်ရုံးတပ်ဖွဲ့များကိုအဓိကအမိန်ပေးကိုကဲနေတဲ့စစ်ဌာနချုပ်ဖြစ်ပြီးတော့တော်လိုင်းရင်အင်အားစုများကိုနီလန်မျိုးစုံနဲ့နှိမ်နှင်းနေတဲ့ဌာနချုပ်ဖြစ်တယ်လို့သိရပါတယ်။အခုနောက်ပိုင်းမှာစစ်တပ်လေးထီးများဒရုန်းများကိုလည်းနမခရဲမှပဲပေမအထိုင်ထားပြီးတော့တော်လိုင်းအင်အားစုများကိုသာမကပြည်သူလူထုဒေကိုပါနီလန်မျိုးစုံနဲ့နှိမ့်ဆက်တပ်ဖြတ်နေတဲ့အတွက်ကြောင့် BWM ရဲ့ ် Mission 41အဖြစ်နဲ့လှုပ်ဆောင်ခဲ့ခြင်းဖြစ်တယ်လို့အသိပေးထားပါတယ်။ဒါ့အပြင်နမခအတွင်းထဲမှာပျော်ပွဲရှင်ပွဲကျင်းပမယ်ဆိုတာကိုကြားသိရတဲ့အတွက်ကြောင့်စစ်ကောင်စီနဲ့အပေါင်းပါများအားမလုံခြုံတဲ့ခံစားချက်နဲ့အမြဲတမ်းချိန်ချောက်ခံရတဲ့ခံစားချက်ကိုရရှိစေဖို့အတွက်ရည်ရွယ်ပါတယ်လို့ထပ်ဆက်အသိပေးထားပါတယ်။မစ်ရှင်ဖြည့်မြောက်ရေးအတွက်အဖက်ဘက်ကကူညီပေးခဲ့ကြတယ်။နေမေကန်တော်လိုင်းအင်အားစုများကိုလည်း BWM အဖွဲ့ကအထူးပင်ကျေးဇူးတင်ရှိပါကြောင်းပြောကြားထားပါတယ်။ BWM နဲ့မဟာမိတ်များဟာစစ်ရှုံးကောင်စီရဲ့လေတပ်များနဲ့ အကြီးစားစီရေးပြတ်မှတ်များကိုပြည်သူလူထုကိုစားဆက်လက်ပြီးတော့တိုက်ခိုက်သွားမှာဖြစ်တယ်လို့ပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့အချက်ဖတ်စစ်ကောင်စီကတန်ဃာတော်များကိုလိုင်းစင်မဲ့ရင်းများစီးနှင်ွက်ပြုတ်လိုက်ပြီးတဲ့နောက်ပြူစောတီပြည်သူစစ်စစ်တပ်နဲ့ရဲများအပါအဝင်ဌာနဆိုင်ရာဝန်ထမ်းများကိုလည်းထောက်ခံချက်နဲ့လိုင်းစင်မဲ့ရင်းများပြန်လည်စီးနှင်ွက်ပြုတ်လိုက်ပြီးဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇွန်လ၁ရက်နေ့ကစတင်ပြီးတော့တနိုင်ငံလုံးမှာပြည်သူများကစီးနှင်နေတဲ့လိုင်းစင်မဲ့ကားများနဲ့ဆိုင်ကယ်များကိုစစ်ကောင်စီကစီမံချက်နဲ့ဖမ်းဆီးခဲ့တယ်လို့သိရပါဗါဒါပေမဲ့ဇွန်လ၄ရက်နေ့မှာတန်ဃာတော်များနဲ့ဖုန်ကြီးကြောင်များအထွတ်အထိပ်ပြုနေတဲ့ RLG အမှတ်တရစိတ်တက်ထားတဲ့လိုင်စင်မဲ့ကားများကိုမြို့နယ်တန်ကနာယကအဖွဲ့ရဲ့ထောက်ခံချက်နဲ့မင်းအွန်လိုင်းကပြန်လည်စီးနှင်းခွင့်ပြုခဲ့တယ်လို့သိရပါဗါတယ်။အဲ့ဒီနောက်ဇွန်လ12ရက်နေ့ကစတင်ပြီးတော့ပြူစောထီပြည်သူစစ်စစ်တပ်နဲ့ရဲများအပါအဝင်ဌာနဆိုင်ရာဝန်ထမ်းများကိုတပ်ဆိုင်ရာဌာနများနဲ့လုံခြုံရေးတာဝန်ရှိသူများရဲ့ထောက်ခံချက်နဲ့လိုင်စင်မဲ့ဆိုင်ကယ်များနဲ့ကားများကိုပြန်လည်စီးနှင်းခွင့်ပြုလိုက်တယ်လို့သိရပါဗါတယ်။ ဝန်ထမ်းဆိုရင်တပ်ဆိုင်ရာဌာနအကြီးအကဲရဲ့ထောက်ခံချက်ပါရမယ်။လုံခြုံရေးဆိုင်ရာပုဂ္ဂိုလ်ဆိုရင်နယ်မြေတပ်နယ်မှုရဲ့ထောက်ခံချက်ပါရမယ်။နယ်မြေရင်ထင်းရဲနဲ့ရဲစခန်းမှာစရင်းသွင်းအကြောင်းကြားထားရမယ်ဆိုရင်စီးနှင်းလို့ရပါပြီ။တပ်ဆိုင်နဲ့တိုင်းနယ်ပြည်နယ်မြို့နယ်အတွင်းမှာဝစ်တောက်ပေမဲ့ဌာနဆိုင်ရာလုပ်ငန်းအတွက်စီးနှင်းခွင့်ပြန်ရကြပါရစေ။ နေကျော်လို့တော့မရဘူးပေါ့စီးနေတဲ့အချိန်မှာတာဝန်ချိန်အတွက်စီးနေတာမျိုးပဲခွင့်ပြုတာလို့ဘကိုးတန်းထွေးအုပ်နဲ့နီးစပ်တဲ့သတင်းရင်းမြစ်ကပြောပြထားပါဗါဒဌာနဆိုင်ရာများကိုထောက်ခံချက်နဲ့လိုင်စင်မဲ့ရင်းများပြန်လည်စီးနှင်ခွင့်ပြုရမှာအဓိကအဖြစ်ဆိုင်ကယ်များကိုပြန်လည်ခွင့်ပြုပေးနေခြင်းဖြစ်ပြီးတော့ရခင်ရှိရင်းဆွဲလိုင်စင်မဲ့ကားနဲ့ရင်းများကိုဌာနဆိုင်ရာလုပ်ငန်းတာဝန်များအတွက်ဦးစားပေးချွင်းချက်အနေနဲ့ပြန်လည်ခွင့်ပြုပေးခြင်းဖြစ်တယ်လို့သိရပါဗါဒသို့တော်လည်းပြည်သူများကိုတော့လိုင်စင်မဲ့ရင်နဲ့ ကားစီးနှင်းမှုများကိုဆက်လက်ပြီးတော့ဖမ်းဆီးနေဆဲဖြစ်ပြီးထောင်ဒဏ်နဲ့ငွေဒဏ်များချမှတ်ကလိုင်စင်မဲ့ကားနဲ့ယင်များကိုလည်းသိမ်းဆီးနေတယ်လို့သိရပါဗျ။မင်းအောင်လှိုင်ရဲ့အမိန့်ညွှန်ကြားချက်ကြောင့်နိုင်ငံတော်အလုံးမှာလိုင်စင်မဲ့ကားနဲ့ယင်များဖမ်းဆီးမှုကိုအကြောင်းပြုပြီးတော့စစ်တပ်ရဲအပါအဝင်ဌာနပေါင်းစုံကပြည်သူများထံကနေပြီးတော့ငွေညစ်တောင်းယူမှုများအကြီးအကျယ်ဖြစ်ပေါ်လျက်ရှိတယ်လို့စုံစမ်းသိရှိရပါဗျ။မေလ20ရက်နေ့နေပြည်တော်မှာပြုလုပ်ခဲ့တဲ့စစ်ကောင်စီရဲ့အစည်းအဝေးမှာအကြမ်းဖက်စစ်ကောင်ဆောင်မင်းအောင်လှိုင်ကလိုင်စင်မဲ့ကားနဲ့ဆိုင်ကယ်များစီးနှင်းန နေမှုများကိုဖော်ထုတ်သွားရန်လိုင်စင်မဲ့ဆိုင်ကယ်နဲ့ကားများစီးနေနေမှုများကြောင့်နိုင်ငံတော်အနေနဲ့အခွန်အခများစွာနှိမ့်နာမှုရှိမှာဖြစ်တယ်လို့လုံခြုံရေးဆိုင်ရာကိစ္စရပ်များမှာလည်းအခက်အခဲများဖြစ်ပေါ်နိုင်မှာဖြစ်တယ်လို့ပြောဆိုလိုက်ပါတယ်။ဒါကြောင့်လိုင်စင်မဲ့မော်တော်ယာဉ်နဲ့ဆိုင်ကယ်များစီးနေမှုမရှိစေရေးအတွက်ကြက်မှတ်ပြီးတော့ဆောင်ရွက်သွားရန်လိုအပ်တယ်လို့အမိန့်ပေးညွှန်ကြားခဲ့ကြောင်းတရင်ရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့စစ်ကောင်စီကတောင်ကြီးမှာရှိတဲ့အင်္ဂလိပ်ဘာသာနဲ့ရေးထားတဲ့စိုင်းပုတ်တွေကိုမြန်မာလိုပြန်ပြောင်းရေးမှုရက်ွက်အုပ်ချုပ်ရေးမှုတွေကနေတဆင်ဒေသခံတွေကိုလိုက်လံညွှန်ကြားနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အင်္ဂလိပ်ဘာသာအခြားဘာသာတွေနဲ့ရေးထားတဲ့စိုင်းတွေမှာရှိတဲ့စိုင်းပုတ်တွေကိုဇွန်လ17ရက်နေ့ကစတင်ပြီးတော့မြန်မာစာနဲ့ပြောင်းလဲရေးသားစီပြီးတော့အခုလိုညွှန်ကြားမှုဟာဘာကြောင့်လဲဆိုတာကိုမသိရပေမယ့်စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှုတွေကတော့အထက်ကညွှန်ကြားချက်ကြောင့်လို့ပြောလာပါတယ်။ အကုန်လုံးပြောင်းရပါတယ်အတီကြီးကိုလုံနေတာပါတခြားမျိုးတွေတော့မသိဘူးရက်ွက်ကနေလိုက်ပြောနေတာပါဘာကြောင့်လဲအခုချိန်ထိမသိရသေးဘူးလို့တောင်ကြီးမျိုးကအမျိုးသမီးတို့ကပြောပြထားပါတယ်တောင်ကြီးမျိုးကစိုင်းပုတ်တွေကိုမြန်မာလိုပြောင်းခိုင်းတာနဲ့ပတ်သက်ပြီးတော့လူမှုကွန်ရက်ပေါ်ဒီမှာလဲဝေဖန်မှုတွေကြဲကြဲပြန့်ပြန့်ထွက်ပေါ်လာခဲ့ပြီးတော့ဒါဟာစစ်ကောင်စီဘက်ကရရရာခြေတာဖြစ်နိုင်တယ်လို့ဒေသခံများကသုံးသပ်နေကြပါတယ် နှစ်ရက်အတွင်းပြောင်းခိုင်းတာလို့ပြောတယ်ဗျအဲ့ဒါကြောင့်အကုန်ပြောင်းနေရတာဘာကြောင့်ပြောင်းခိုင်းလဲဆိုတာတော့တေချာဘယ်သူမှမသိကြဘူးလို့ဒေသခံအမျိုးသမီးတူကသတင်းပေးဖို့ပြောကြားထားပါတယ်ဒီလောက်ရဟာနှစ်90လောက်နောက်ပြန်ဆွဲတဲ့လောက်ရဖြစ်ပြီးတော့အာနာရှင်ဟောင်းဥနေဝင်းရဲ့လက်ထက်ကပြုတ်လုခဲ့တယ်လို့မျိုးလောက်ရဖြစ်တယ်လို့နိုင်ငံရေးလေလာတုံးသက်သူတူကလည်းပြောဆိုထားပါတယ်စစ်ကောင်စီရဲ့ပြောင်းလဲခိုင်းမှုကြောင့် Ocean Center ကိုသမုတ်တရားအယောင်စင်တာ711 Cafe ကို ခုနှစ်ဆက်တဲ့ကဖေး V8 ကိုမြန်မာလို V8 ဆိုပြီးတော့စိုင်းမုတ်အမည်ပြောင်းလဲထားတာတွေကိုလည်းလူမှုကွေရဲ့ပေါ်မှာတွေ့နေရပါတယ်လက်ရှိမှာတောင်ကြီးမြို့ကစိုင်းမုတ်တွေကိုမြန်မာဘာသာပြောင်းကိုင်းတာမျိုးရှိတယ်လို့တချို့ရက်ွက်တွေမှာတော့မြန်မာအင်္ဂလိပ်နှစ်ဘာသာနဲ့တွဲပြီးရေးသားထားတာကိုလည်းလက်ခံတယ်လို့ဒေတာကနေပြောပြချက်အရာသိရကြအောင်တရင်ရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့သခိုင်းတိုင်းပလဲမြို့နယ် ကန်တော့စခန်းသိန်းတိုက်ပွဲ73ရက်ဇက်တိုက်ပြင်းထန်နေပြီးတော့စစ်ကောင်စီကလေကြောင်းကနေဘုံကျဲလို့အိုးအိမ်စွန့်ခွာပြီးတော့စစ်ဘေးရှောင်နေရတဲ့ပြည်သူတွေဟာလည်းစားတောက်နေရေးထိုင်ရေးနဲ့ကျန်းမာရေးအတွက်အခက်အခဲတွေကြုံနေရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ကန်တော့ရွာရဲစခန်းကိုသိမ်းပိုက်နိုင်ဖို့အတွက်တော်လိုင်းတပ်တွေကဇွန်လ2ရက်နေ့ကစတင်ပြီးတော့ထိုးစစ်ဆင်တိုက်ခိုက်နေတာဖြစ်ပြီးတော့ဒီကနေ့အထိကိုတိုက်ပွဲတွေအပြင်းထန်ဖြစ်ပွားနေဆဲဖြစ်တယ်လို့စစ်ကောင်စီအုပ်စုကလည်းကန်တော့ရွာကိုသာမကပလဲနယ်တနယ်လုံးကိုနေရောညပါဘုံတွေကျဲနေတယ်လို့သိရပါဗျ။ ်ပလဲမြို့နယ်ကြေးရွာ20ကျော်ကတောင်းနဲ့ချီးတဲ့ပြည်သူတွေဟာအိုးအိမ်ကိုစွန့်ခွာပြီးတော့စစ်ရှောင်နေရတာရက်တရပတ်နှစ်ပတ်ကြာရှိလာပြီးဖြစ်ပြီးတော့နေစဉ်မိုးရွာလို့နေထိုင်စားတောက်ရေးနဲ့ကျမကြီးအတော့အခက်အခဲတွေဖြစ်နေတယ်လို့ကိုရိုင်းစစ်ရှောင်ရင်းနဲ့စစ်ရှောင်ရေးကိုကူညီပေးနေသူတို့ကပြောပြထားပါတယ်တိုက်ပွဲကဒီနေ့နဲ့ဆိုရင်73ရက်ရှိနေပြီဒေတာတွင်းကကုညီမဲ့သူတွေရှိပေမဲ့ရက်ရှည်ဆိုတော့အခက်အခဲတွေတွေ့လာပါပြီမိုးကလည်းနေတိုင်းနေပါကိုရွာနေတော့တက်ကြီးရွယ်အိုတွေနဲ့ကလေးတွေအတွက်ကြားမကြီးစောင်းရှောက်မှုတွေလိုအပ်လာပါတယ် စစ်ပေးဆောင်ပြည်သူတွေအတွက်စားနပ်ရိက္ခာတွေလိုအပ်နေတဲ့အပြင်ကျန်းမာရေးအတွက်စေဝါကုသစောင့်ရှောက်မှုတွေလည်းလိုအပ်နေတယ်လို့ပြောပါတယ်ပလန်းနဲ့ကန့်တော်တိုက်ပွဲကိုပြည်သူလွတ်မြောက်ရေးတပ်မတော် PLA ကဥဆောင်တိုက်ခိုက်နေပြီးတော့အမျိုးသားညီညွတ်ရေးအစိုးရ NUG ကာကွယ်ဝန်ကြီးဌာန MOD လက်အောက်ခံရင်းမာပင် KI စစ်တွေသာရင်းမာပင် KI PDF တိုက်ရင်တပ်ဖွဲ့တွေနဲ့အခြားသောဒေသခံတော်လှန်ရေးတပ်တွေပူးပေါင်းတိုက်ခိုက်နေတာလို့ဆိုပါတယ်ကန့်တော်စခန်းမကြဖို့အတွက်စစ်အုပ်စုက လေချောင်းဘုံကျဲခုခံနေသလိုကန့်တော့ရွာနဲ့မနီမွေးမှာရှိတယ်အေမထီရွာပြူစောတိစခန်းဇီးမြူကုန်းရွာပြူစောတိစခန်းနဲ့ပလဲမြို့ပေါ်မှာရှိတဲ့စစ်ကောင်စီအုပ်စုရဲ့စခန်းတွေကိုလေချောင်းတုံးပြီးတော့စစ်ကူအင်အားတွေအဆက်မပြတ်ဖြည့်တင်းနေတယ်လို့လဲဒေသခံတွေကပြောပါတယ်ပလဲနယ်တဲကစစ်ကောင်စီအုပ်စုရဲ့ဘုံကျဲခံရလို့တိတ်ဆုံးသွားတဲ့အရက်သားပြည်သူ၅ဦးရှိကဒဏ်ရာရရှိသူ၁၀ဦးရှိတယ်လို့လဲပြောပါတယ် လဲနယ်တိုက်ပွဲအတွင်းမှာစစ်ကောင်စီအုပ်စုရဲ့လေချောင်းရံကြောင်ညာကုန်းကုတ်ကုတ်ကုန်းအလဲပုံမဲဆက်ရမင်းတိုင်ပင်အုံနောက်မြင်းဒီကံညောင်ရင်းကုန်းတာယာကုန်းတရက်ကံထန်းတော်တိုက်တပြေကုန်းအင်ဂျင်စု မကြီးစုကိုင်းတွင်စူးဘုတ်ကုန်းတရက်ဆတဲ့ပလဲနယ်ကကြေးရွာ20ကျော်ကပြည်သူတွေဟာစစ်ပေးရှောင်ထွက်ပြေးနေရကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လာပြီးတော့တင်ဆက်ပေးရမယ့်တရင်ကတော့မကွေးတိုင်းပခုတ်ကူမြို့နယ်မြစ်ချေတိုင်းနယ်ပြူစောတိစခန်းတစ်ခုကပြူစောတိတအုပ်ဟာမိသားစုလိုက်ခေါ်ဆောင်လာပြီးတော့လက်နက်ခဲရတဲ့တကွတော်လိုင်းတပ်ဖွဲ့ဒေစီကိုအလင်းဝင်လာတယ်ဆိုတဲ့တရင်ကိုတင်ဆက်ပေးပါမယ်။ဇွန်လ12ရက်နေ့ကမြစ်ချေနယ်အောင်သာရွာပြူစောတိစခန်းကပြူစောတိတအုပ်ဟာကလေးငယ်လေးအပါအဝင်မိသားစုဝင်၈ဦးနဲ့တငယ်ချင်း၂ယောက်ကိုပါခေါ်ဆောင်လာပြီးတော့လက်နက်တွေနဲ့တကွအေယာထောင်းပြည်သူ့ကာကွယ်တပ်ဖွဲ့စီကိုချိတ်ဆက်ပြီးတော့အလင်းဝင်လာတာဖြစ်တယ်လို့ပခုတ်ကူခရိုင်ပကဖတပ်ဖွဲ့ ငါအေယာတောင်းပြည်သူ့ကာကွယ်တပ်ဖွဲ့ကသတင်းနဲ့ပြန်ကြားရေးတာဝန်ခံကိုရှင်းကပြောပြထားပါတယ်။ချိတ်ဆက်ထားတာတော့ကြာပြီဗျ။သတင်းအချက်အလက်အပြည့်စုံမရသေးလို့ကြာနေတာပါ။တငယ်ချင်းအရက်သား၂ယောက်လည်းပါလာတယ်။ သူ့အကိုကလည်းအလင်းဝင်လာတာကြားပါပြီပြူစောထီပါပဲတနတ်တော့ပါမလာပါဘူးအလင်းဝင်လာတဲ့ပြူစောထီတွေဟာ G3 တနတ်တလားဂျီပေါက်၈ခုဂျီ356တောင်းအီနာကဘုံဒီတလုံးနဲ့ equipment တစ်စုံတော့ကိုယူဆောင်လာတယ်လို့သိရပါတယ်အဲ့ဒီလိုလက်နဲ့နဲ့တကွပြူစောတိရောဟာကအရက်သားတွေကိုပါခေါ်ထုတ်လာတဲ့အတွက်အေယာတောင်ပြည်သူကာကွယ်တပ်ဖွဲ့ကစုချင်းငွေကျပ်350ချင်းမြင့်ပေးခဲ့တယ်လို့ဆိုပါရယ်အဲ့ဒီအလင်းဝင်လာတဲ့ပြူစောတိရဲ့အကိုဖြစ်သူဟာလည်းပြီးခဲ့တဲ့မေလာအတွင်းကအေယာတောင်ပြည်သူကာကွယ်တပ်ဖွဲ့နဲ့ချိတ်ဆက်ပြီးတော့အလင်းဝင်ခဲ့တယ်လို့ပြော ပြောဆိုထားပါတယ်။အလင်းဝင်လာတဲ့ပြူစောတီညီကိုနှစ်ဦးစလုံးကတော်လိုင်းတက်တွေနဲ့ပူးပေါင်းပြီးတော့စစ်ကောင်စီကိုခုခံတော်လှန်မယ်လို့ပြောဆိုထားကြောင်းကိုလည်းအေယာတောင်းပြည်သူ့ကာကွယ်တပ်ဖွဲ့ကတရင်နဲ့ပြန်ကြားရေးတာဝန်ခံကိုရှိန်ကပြောပြထားပါတယ်။အောင်သာရွာပြူစောတီစခန်းဟာမြစ်ချေမြို့ရဲ့အရှိဘံမှာရှိပြီးတော့စစ်အာဏာသိမ်းတဲ့2021ခုနှစ်ကလေးကစစ်အုပ်စုကိုထောက်ခံခဲ့တဲ့ရွာကန်တချို့ကလက်နက်ကင်ကစစ်ကောင်စီအုပ်စုနဲ့ပူးပေါင်းပြီးတော့ခြေရွာအတွင်းမှာအထွန်းချတက်ဆွဲထားတာဖြစ်တယ်လို့ပြောပါရတယ်။အောင်သာရွာပြူစောတီစခန်းကစစ်ကောင်စီအုပ်စုနဲ့ပြူစောတီတွေဟာ လက်နက်အားကိုးနဲ့ဒေတာတွင်မှရွာကိုမိရှုလူသက်လူရက်အကြမ်းဖက်နေပြီးခိုးရပါပစ္စည်းတွေကိုလည်းခွဲဝေရယူလေးရှိသလိုလက်ရှိမှာလည်းအနီးနားဝင်းကျင်မှာရှိတဲ့ရွာတွေကိုလက်နက်ကြီးတွေနဲ့ရန်တမ်းပစ်ခတ်တာတွေကိုကျူးလွန်နေတယ်လို့ပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပေါ်နေတဲ့စစ်ရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ မြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်အပေါင်းကကင်းဝေးပြီးတော့အချမ်းဖတ်စစ်အာဏာရှင်စနစ်စိုးကြီးရဲ့လက်အောက်ကနေလဲအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ